တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့နိုဝင်ဘာလ2ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တနင်္ဂနွေလုံးမှာရှိတဲ့မြို့အဝင်ကိန်းနဲ့စစ်စေးရေးကိန်းများ CDM ဝန်ထမ်းများဖမ်းမိပါကရွေးကောက်ပွဲကိုနှောက်ယှက်မှုဖျက်ဆီးသူများဥပဒေနဲ့အေးအေးယူဖမ်းဆီးရညွန်ကြားဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မြန်မာတနိုင်ငံလုံးမှာရှိတဲ့မြို့အဝင်ကိန်းနဲ့စစ်စေးရေးကိတ်များ CDN ဝန်တန်းတွေကိုစစ်ဆေးဖမ်းမိပါကရွေးကောက်ပွဲကိုနှောက်ယှက်မှုဖြစ်စည်းသူများဥပဒေနဲ့အရေးယူဖမ်းဆီးရန်ညွှန်ကြားလိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်အကြံဖတ်စစ်တပ်ကအော်တိုဘာလနှောင်းပိုင်းတွင်းမှာအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDN များနဲ့စစ်ပြေးရေးပြေးဖမ်းဆီးနိုင်ရတဲ့ Person Scrutinization Monitoring System PSMS application ကိုအစင်းမြင့်တင်လိုက်ပြီးအမည်ပြစရင်တွင်ထသူတွေကို စစ်စည်းကိတ်တွေမှာဖမ်းမိပါကရွေးကောက်ပွဲနောက်ဆက်ဖြစ်စည်းသူများကိုအရေးယူတဲ့ဥပဒေပုံမှ23ကကြီးနဲ့အရေးယူရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ် PSMS နဲ့စစ်လို့ CDM တွေမိရင်ရွေးကောက်ပွဲတွေကိုနောက်ဆက်ဟန်တာ ဖြစ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့အရေးယူဖို့ညွှန်ကြားတယ်။ PSMS မှာ CDM စီရင်တွေပါထပ်တိုးအဆင့်မြင့်ထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။မင်းအွန်လိုင်းကောင်းဆောင်နဲ့အမျိုးသားကာကွယ်ရေးနဲ့လူကြုံရေးကောင်စီက လူမှုကွန်ရက်စောင့်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ် Person Securitization and Monitoring System PSMS application ကိုလုံခြုံရေးအစီအမြင့်တင်ခြင်းအမည်မဲ့စီးရင်များထပ်တိုးခြင်းကိုအော်တိုဘာလနောက်ပိုင်းအတွင်းမှာညွှန်ကြားခဲ့ကြောင်းအဆိုပါညွှန်ကြားချက်တွေကိုပြည်내နဲ့တိုင်းဒေသကြီးများအားလုံးကိုညွှန်ကြားလိုက်ခြင်းဖြစ်ပြီးအ धिक အားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲပေါ်နေရခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ကအကောင့်ထဲပေါ်နေတဲ့ Person Securitization and Monitoring System PSMS application မှာကနဦးလူဦးရေ9000ကျော်ကိုကနဦးထည့်သွင်းထားခဲ့ပြီးယခုအခါမှာအရေးအတွက်9000ကျော်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။ရုရှားကအတိတ်ကတာဝန်ယူရေးဆွဲပေးတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ application မှာစစ်တပ်ရဲနဲ့လာဝကများတီးတန့်အုံပြုစစ်ဆေးရန်သာဖြစ်ကြောင်းစစ်ဆေးရေးဂိတ်များလေစိတ်ရေစိတ်မြို့ဝင်ထွက်ဂိတ်များနဲ့ကားဂိတ်များမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွေအုပ်ရင်းနဲ့လဝကရီထံကို application များချထားပေးကြောင်းအဆိုပါ application ကိုဝင်ရောက်ဖို့ကီးနဲ့ password တွေကိုစစ်ကောင်စီကတင်းကျပ်စစ်စစ်စွာချထားပေးပြီး PSMS application တွင်မှရှိတဲ့အချက်လက်တွေကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားကြောင်းရင်း PSMS application နဲ့မှာစစ်ကောင်စီကအလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူ CDM များနဲ့စစ်ပြေးရဲပြေးတွေကိုအဓိကဖမ်းဆီးနေခြင်းဖြစ်ပါတယ်စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားတဲ့ PSMS application ကို၎င်းတို့အသိမှတ်ပြုထားတဲ့ဖုန်းကွန်ပျူတာများမှသာ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနဲ့ဖုန်းတွေကကူးယူခြင်းမပြုနိုင်ဘဲလုံခြုံရေးအဆင့်မြင့်တာကြောင့်သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်ရီမြို့နယ်လေးကီကော်မြို့တစ်ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုစစ်တပ်ဘက်မှအထိနာပြီးပိတ်မိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကီကော်မြို့တစ်ကိုဝင်ရောက်လာတဲ့ အကြံဖတ်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်လျက်ရှိရမှာစစ်တပ်ဘက်မှအထည်နာနေကြောင်းကရင်စည်သတင်းရှင်းမြစ်ကပြောကြပါတယ်စက်တင်ဘာလ22ရက်နေ့မှာစတင်ပြီးယနေ့အချိန်ထိ 6K ကမြို့သစ်ဘက်ကိုအကြံဖတ်စစ်တပ်နဲ့ BGF တပ်တွေကပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာခဲ့ရမှာရသေးကူကြော်ဝါဘူးတောင်ပေါ်ကိုရောက်ရှိလာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းမှာမိုင်းခွင်အတွင်းကျုံဝင်သွားပြီးတော်လန်ကြီးပူးပေါင်းတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်စစ်သားအများပြားသေဆုံးခဲ့ကာ ရုပ်အလောင်းများစွာကျန်ရှိနေကြောင်းသိရှိရပါတယ်။အဲ့ဒီလိုပိတ်မိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကယ်ထုတ်နိုင်ဖို့လေကြောင်း drone မစ်ဆိုင်းများနဲ့တိုက်ခိုက်နေပေမဲ့စစ်တပ်စစ်ကြောင်းမှဆက်လက်ပိတ်မိနေပြီးပြန်ဆုံမရဖြစ်နေတယ်လို့ဆိုပါတယ်။စစ်တပ်စစ်ကြောင်းတွေလေကီကော်ရသေးကိုကြော်ဝါပိုးတောင်ကျောပေါ်မှာမိုင်းကွင်းတွေထဲစစ်ကြုံဝင်သွားပြီးပိတ်မိနေပါတယ်။အဲ့ဒီစစ်ကြောင်းတွေကို KNL မှာမိတ်တပ်တွေကဖျက်တောက်တိုက်ခိုက်နေလို့အကြမ်းဆုံများနေတာစစ်တပ်ကလေကြောင်းပစ်ကို drone မစ်ဆိုင်ပစ်ကိုပေးပြီးပြန်ဖောက်ထွက်ဖို့လုပ်နေပေမဲ့ဆက်လက်ပိတ်မိနေပြီးခြေမုံတိုက်ခိုက်ခံနေရလို့အလောင်းတွေပုံနေတယ်။တိုးလာသမျှပတ်စတွေတည်တာမနေဘူးပြန်ဆုပ်လို့လည်းမရဘူးဖြစ်နေပြီလို့ KNL စီးရီးသတင်းအရင်းမြစ်ကပြောကြပါဗါး။ဒါအပြင်မင်းလက်ပံရောမှဖလူးရဘက်ကိုဝင်ရောက်လာတဲ့အကြံဖတ်စစ်တပ်စစ်ကြောင်းမှလည်းမင်းလက်ပံပြောင်းကွင်းတောင်ကုန်းများဘက်မှဖျက်တောက်တိုက်ခိုက်ခံရကြောင်းသိရှိရပါတယ်။အခြားတစ်ဖက်မှာလည်းအကြံဖတ်စစ်တပ်ကအယောင်ပြဝင်ရောက်စီးနင်းခဲ့တဲ့ ကြဖြန့်ခြေဆိုင် KK Bag အတွင်းမှာရှိတဲ့ကားဆိုင်ကယ်လျှက်စစ်ပစ္စည်းတွေကို BGF တပ်ဖွဲ့တွေကမြဝရီမြို့ကိုတည်ဆောင်ကရောင်းစနေကြောင်းရင်းကြဖြန့်လုပ်ငန်းလုပ်ကိုင်ရာအဆောင်တွေကိုဘုံခွဲဖြိုချတဲ့ရုပ်တံဗီဒီယိုတပ်ပုံများကိုရိုက်ကူးကဝါရဖြန့်ချီရန်လှုပ်ဆောင်လျက်ရှိပြီးရင်းအဆောင်ပုံစံတွေကိုရွှေကုတ်ကိုမြို့တက်မှာပြန်လည်တည်ဆောက်ရန်ရှိတယ်လို့သိရှိထားကြောင်းကရင်စည်ရေးတရင်အရင်းမြစ်ကဆိုပါတယ်ကြဖြန့် KK Pack မှာတရုတ်တွေကခြံထားခဲ့တဲ့ကားဆိုင်ကယ်လျှက်စစ်ပစ္စည်းတွေကို BGF ကမြောက်ရီဘတ်တဲပြီးရောင်းစားနေပါတယ်စစ်တပ်က KK Pack ထဲမှာတက်ဆွဲထားတဲ့အောင်တရင်လွှင့်ထားတယ်ပြီးတော့နေတိုင်းအဆောက်အုံတွေကိုဘုံခွဲဖြိုချရှင်းလင်းတဲ့ဓာတ်ပုံရုပ်တံတွေရိုက်ပြီးဝါရဖြန့်ဖို့စစ်တပ်ကို BGF ကတရင်ပို့ပေးရတယ် KK Pack မှာ၃တက်၅တက်နှစ်ထက်အဆောင်တွေဖြိုချပြီးရင်ရွှေကုတ်ကိုထဲမှာစေတက်၅တက်အထက်မြင့်တွေပြန်ဆောက်ဖို့ပြင်နေကြတယ်လို့ကရင်စည်ရေးတရင်ရင့်မြက်ကပြောဆိုပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပသိမ်မြို့ပေါ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုစစ်တပ်လုံခြုံရေးတင်းကျပ်စွာချထားပြီးဖျက်ဆီးခဲ့ကပြည်သူများလာမကြည့်နိုင်ရန်မိုးကအစိမ်းများကာရန်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ARR တိုင်းပသိမ်မြို့ပေါ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာချ၍ဖျက်ဆီးလိုက်ကြောင်းပသိမ်မြို့မှာကင်းထောက်ပွဲများနဲ့မြို့ကန်ပြည်သူအချို့ကဆိုပါတယ်။ယမန်နေ့နိုဝင်ဘာလ၁ရက်နေ့ညပိုင်းပသိမ်မြို့ကန်သုံးဆင့်ပြည်တော်စုဂွင်းမှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်စံရုပ်ထုကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်စွာချပြီးဘဖိုးနစီနဲ့ဖျက်ဆီးလိုက်ကြောင်းအဲ့ဒီနောက်ယနေ့မနက်ပိုင်းမှာပြည်တော်စုဂွင်းကိုမိုးကအစိမ်းများကာရင်ထားပြီးစစ်တပ်ကလုံခြုံရေးယူထားကြောင်းသိရှိရပါတယ်ဗိုလ်ချုပ်ရုပ်ထုစိုက်ထားတဲ့တိုင်ပါဖြိုချပစ်လိုက်တာအပြင်ကကြည့်တာလေအထဲကိုတေချာဝင်ကြည့်ခွင့်မပေးဘူးမိုးကအစိမ်းကာထားတယ်စက္ခတ်တချို့စောင့်နေတယ်မိုက်ရိုင်းတဲ့ကောင်တွေလိုပတိမျိုးမှကင်းထောက်လူငယ်တအူးကပြောဆိုပါတယ်အချမ်းဖတ်စစ်တပ်ကနိုင်ငံတော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုတ်တုတွေကိုမကြာခဏဆိုသလိုဖြည့်ဆည်းလျက်ရှိပြီးရင်းတို့ဖြည့်ဆည်းရမှာလဲညအချိန်တွင်သာလုံခြုံရေးများစွာချ၍ဖြည့်ဆည်းလေးရှိကြောင်းပြည်သူများထံကနေစုံစမ်းသိရှိရပါတယ်။ယခုနှစ်ဩဂတ်လ9ရက်နေ့ညတကောင်းရက်အချိန်မှာလဲပဲခူးတိုင်းပဲခူးမြို့လေကောင်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးရုတ်တုကိုစစ်တပ်ကညအချိန်မိများဖျက်တော့အမောင်ချ၍ဖယ်ရှားဖြည့်ဆည်းခဲ့ကြောင်းဗိုလ်ချုပ်ရုတ်တုမှာပဲခူးမြို့လေမှာတရှိပြီးအမတ်တအခြေခံပညာကျောင်းနီးဖျားလန်းတဲ့တောင်ကိုလက်မှာ စည်ယုံလက်နဲ့လမ်း30အစုံပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနဲ့မျက်နှာချင်းဆိုင်မှာထားရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလားတူယမန်နဲ့အော်တိုဘာလ9ရက်နေ့မနက်တနားချိန်ကလည်းမက်တလီတိုင်းတာစီမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုတ်တုကိုစိုက်တူထားတဲ့ဗိုလ်ချုပ်ရင်ပြင်ကိုမိကောကားများနဲ့ဖျက်ဆီးပြီးရုတ်တုကိုစစ်တပ်ကခမရ၄၁၉ရဲကိုတည်ဆောင်သွားခဲ့ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငပင်းမြို့နယ်နေရီကံပြူအောင်ကုန်းကိုလာတဲ့စစ်ကူစစ်ကြောင်းတွေကိုပိတ်ဆို့တိုက်ခိုက်မှု စစ်သားများတေဆုံးပြီး26ဦးအရှင်ဖမ်းမိခဲ့ကလက်နက်ခဲယမ်းနဲ့စစ်သုံးဆောင်များတင်ဆက်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငပဲမြို့နယ်နရိတ်ကံပြွာကုန်းကိုစစ်ကူဖို့စစ်တပ်စစ်ကြောင်းတွေကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်သားအများပြားတေဆုံးပြီး26ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းနဲ့စစ်သုံးဆောင်ပစ္စည်းများလည်းတင်ဆက်ရရှိခဲ့ကြောင်း CDF အရှိုကတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူ Slime Rochin ကပြောကြားပါတယ်စက်တင်ဘာလဇန်မာစတင်က ငပိမြို့နယ်နေရီကန်ပြူအော့စကန်ကိုအမှတ်9395အမြောက်စကန်ကွက်ကဲမှုဌာနချုပ်မှအုပ်စုဖွဲ့တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကိုချင်းကာကွယ်ရေးတပ်အရှို CDF အရှို့အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအစိုးရတိုက်ခိုက်မှုအတွင်းမှာစစ်သားအများပြားသေဆုံးပြီးလက်နက်ခဲယမ်းများလည်းတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်မဆခ9395မှာစုဖွဲ့ပြီးအင်အားတွေစုဖွဲ့ပို့တာပါလက်ရှိချိန်ထိတိုက်ပွဲပြင်းထန်နေသေးပါစစ်အာဏာသိမ်းတာ9နှစ်ပြည့်ကဏ္ဍကာလမှာ တော်လိုင်းရေးတပ်ဖွဲ့တွေအချင်းချင်းပုတ်တိုက်မှုတွေတော်လိုင်းရေးတပ်ဖွဲ့အချင်းချင်းမညီညွတ်မှုတွေကြုံတဲ့အခါမှာပြည်သူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ပဲထောက်ပြတာမျိုးဖြစ်အောင်စစ်အာဏာရှင်ကြာဆုံးမှုဆိုတဲ့တကယ်ဥတီတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေဖြစ်လာအောင်တော်လိုင်းရေးတပ်သားတွေဖြစ်လာအောင်အကြံပြုချက်တွေပေးစေချင်ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေကိုကြောက်ရွံ့စရာမဟုတ်ပဲဝေဖန်ထောက်ပြရဲတဲ့ပြည်သူတွေလည်းအများကြီးထွက်ပေါ်လာစေချင်ပါတယ်လို့ CDF အရှိုကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ Slime Ru ချင်းကပြောကြားခဲ့ပါတယ်။စစ်တပ်ကနိုင်ရကန် viewer scan ကိုမကျရှုံးရေးအတွက်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူများအဆက်မပြတ်ပေးနေပေမဲ့တော်လိုင်းရေးမဟာမိတ်တပ်တွေကအဆက်မပြတ်ထိုးစစ်ဆင်နေစေဖြစ်ကြောင်းစက်တင်ဘာလမှအော်တိုဘာလကုန်ထိနှစ်လတာကာလအတွင်း CDF အရှိုမှတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရကခြေလက်အင်္ဂါဆုံးရှုံးသူ2ဦးနဲ့အခြားတိကြိုက်တန်ရာရရှိသူ9ဦးရှိခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါနလတာတိုက်ပွဲများအတွင်းမှာအကျန့်ဖတ်စစ်တပ်မှစစ်မှုတန်တပ်သားတင်များအပါအဝင် စစ်သား26ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းဒါအပြင်နေရီကန်လမ်းဟောင်းတစ်လျှောက်နေမီရှင်းလင်းရေးလှုပ်ဆောင်စင်းမှာလက်နက်ငယ်၄လက်နဲ့ခင်းရံအများပြတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်လက်နက်ကင်လမ်းစဉ်ကိုဆွဲကင်လာကြပြီးတော့လက်နက်နဲ့ရန်သူကိုခုခံတက်ခတ်ခဲ့ကြတာ၃နှစ်ကျော်၄နှစ်နီးပါးရှိခဲ့ပြီးတော့စေရေးအတွေ့အကြုံတွေတိုက်ပွဲအတွေ့အကြုံတွေပြီးတော့စစ်တိုက်ချင်းကြောင့်ဖြစ်လာတဲ့ပွတ်တိုက်မှုတွေ ဒေါ်လန်ရေးတက်ပွဲအချင်းချင်းကြားကြုံတွေ့ရတဲ့အရာတွေကိုပြန်လည်သုံးသပ်ပြီးတော့စစ်အာဏာရှင်ကြံစုံမှုကိုပဲဥတည်ပြီးပူပေါင်းစေခြင်းပါတယ်။နောက်ပြီးတော့စစ်အာဏာရှင်ကြံစုံဖို့အတွက်နောက်ထပ်နောက်ထပ်သောအနှောင်ဖွဲ့တွေမပါဘဲနဲ့ရိုးရှင်းစွာနဲ့ပဲတယောက်နဲ့တယောက်သဘောထားကြည့်ပြီးတော့ပူပေါင်းလှုပ်ဆောင်ကြဖို့ဒေါ်လန်ရေးတက်ပွဲတွေကိုကျွန်တော်အနေနဲ့ကြံပြုတ်တိုက်တွန်းခြင်းပါတယ်။ကျွန်တော်အနေနဲ့လည်းဒီမူကိုကင်ဆယ်ပြီးတော့ပဲအတက်နိုင်ဆုံးတော်လန်ရေးတက်ဖွဲ့တွေအချင်းချင်းအပေါ်မှာယူသားနိုင်တဲ့လောက်ယူသားပြီးတော့ ူးပေါင်းဆောင်ရွက်တာရှိပါတယ်လို့ CDM အရှူကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ Slime Rose ချင်းကပြောဆိုပါတယ်။ AA ဦးဆောင်တဲ့တော်လိုင်းရေးမဟာမိတ်တပ်တွေကငဖဲမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်ရဲ့နေရီကန်ပြူဟာကုန်းစစ်ကန်ကိုအပြည့်သက်သိမ်းပိုင်နိုင်ရေးအပြင်းထန်ထိုးစစ်ဆင်နေပြီးကာကင်စကန်အများစုသိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း AA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စားတောင်မြို့မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံးခဲ့ပြီး တနတ်တလက်နဲ့စေတုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိစွာတရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်စားတော်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သား၅ဦးသေဆုံးပြီးတနတ်တလက်နဲ့စေတုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းစားတော်မိုးကျိုးပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါရယ်။အော်တိုဘာလ31ရက်နေ့မွန်းလယ်2နာရီခန့်ချိန်မှာစားတော်မြို့ပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အင်အား60ခန့်ပါစစ်တပ်စစ်ကြောင်းကို စကိုင်းကရင်ကုတ်ကဲရဲရဲ့လက်ညွန်ချက်နဲ့စားတောင်မိုးကျူပြည်သူကာကွယ်တပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာနှစ်နာရီခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်တပ်ဘက်မှ MA1 တနက်တလက်60မမဘုံနှလုံးကြီပေါက်3ခုနဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိကတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်စစ်ခွေးတွေက စားတောင်အနောက်ဘက်ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့အတွက်ထွက်လာတာကျွန်တော်တို့တပွဲတွေစကိုင်းခရိုင်စစ်ဌာနလမ်းညွန်ချက်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးအရှင်ဖမ်းမိတာတော့မရှိဘူးစားတောင်ကနေအနောက်ဘက်ကျေးရွာတွေကိုသွားတဲ့လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးစစ်ကြောင်းကတော့စားတောင်ဘက်ကိုပြန်ဆုတ်သွားတယ်လို့စားတောင်မိုးကျုပ်ပြည်သူကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူကဆိုပါတယ်စကိုင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းများစွာခွဲ၍မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးလာနေရမှာ ြည်သူရာပေါင်းများစွာဟာလဲစစ်ဘေးတင်းရှောင်နေရကြောင်းစစ်ဘေးရှောင်ကိုကူညီနေတဲ့ပရဟိတအဖွဲ့တွေထံကနေစုံစမ်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လိဂီကော်ဒေတာတိုက်ပွဲခမရ1တုံညာကိုတရင်အထိနာပြီးပြန်လည်ဆုတ်ခွာကခရင်အများပြတင်ဆက်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်လိဂီကော်မြို့တင်နားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တပ်မ1နှစ်လောက်ကန်ခမရ1တုံညာကိုတရင်အထိနာကပြန်လည်ဆုတ်ခွာနေရပြီး အဲ့ဒီတရင်ထံကခရင်တွေအများပြတင်စေရမိခဲ့တယ်လို့မြေပြင်ရဲဘော်နဲ့စီးရီတရင်ရင်မြစ်ကပြောပါတယ်။တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လီဂီကောဒေတာနာမှာပြီးခဲ့တဲ့အော်တိုဘန်လ31ရက်နေ့ကယသိကူအနီးမှာတမန်နှစ်နှစ်လောက်ကန်ခမာယာ239ကိုတရင်နဲ့တော်လိုင်းပူပေါင်းတက်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွင်းမှာခမာယာ239ကိုတရင်အထိနာလို့ပြန်ဆုတ်သွားရပြီးလက်နက်ခဲယမ်းတွေနဲ့အလောင်းတွေအများအပြားကျန်ရစ်ခဲ့တယ်လို့ တော်လိုင်းရဲဘော်နဲ့စီးတရင်ရင့်မြက်ကပြောပါတယ်အလောင်းပါကြံတဲ့ဇက္ကဆခေယံရရှိတယ်လို့အဲ့ဒီတိုက်ပွဲမှာပါဝင်တဲ့ရဲဘော်တဦးကဆိုပါတယ်တက်မဟာ6ဒေတာကစီးတရင်ရင့်မြက်ကလည်းတက်မနှစ်နဲ့တက်မမူးကတော့လီတလုံးမိုးတလုံးနဲ့လို့အော်တိုဘားလ31ရက်နေ့ကတက်မနှစ်နဲ့အထိနာသွားတဲ့အပေါ်မှာမှတ်ချက်ပြုပါတယ်မြေပြင်ကရဲဘော်ရဲ့ပေါ်ပြထားမှုတွေမှာတော့ကြည်တွေနဲ့လက်နဲ့ကြည်ကြည်တွေအများပြသိမ့်စေရမိခဲ့တာကိုတွေ့ရှိရပါတယ်အော်တိုဘားလ31ရက်နေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ဒီမိုကရက်တစ်ကရင်ကျူးပြူတက်မတော် DKB ထင်းချုပ်ဒေသဖလူရွာကတရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မီးပန်းကိုတောင်120မမလက်နက်ကြီးကြီးထိမှန်ပြီးမီးလောင်ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်စစ်တပ်ကလေကိတ်ကော်ဒေသကိုစက်တင်ဘာလ23ရက်နေ့ကစတင်ပြီးတမန်နှစ်နဲ့လက်အောက်ခံတရင်တွေကို၃ရင်းတပြွာဖွဲ့ပြီးပြွာ၃ခုနဲ့ခွဲကစစ်ကြောင်းထိုးတိုက်ခိုက်နေတာပါပြွာ၂နှစ်တည့်ပြွာ၂နှစ်နဲ့ ်ပြူဟာနှစ်နှစ်သုံးဆိုတဲ့သုံးပြူဟာနဲ့တပြူဟာကိုအင်အား400ကျော်စစ်စုပေါင်းအင်အား1200နဲ့စစ်ကြောင်းထုတ်လာတာလို့ပူပေါင်းစစ်စင်ရေးမှူးပုံမှုသူရစောတာဘော့ကအော်တိုဘန်လ23ရက်နေ့မှာလူထုတွေဦးကိုပြောထားပါတယ်။ကရင်ပြည်နယ်လေးကီကော်ဒေတာကိုတမနှစ်နှစ်လောက်ခံပြူဟာသုံးပြူဟာနဲ့စစ်သားအင်အား1200ကျော်သုံးစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာတိုက်ပွဲကာလတလတာအတွင်းမှာဒုတက်ရင်မှုတအုပ်အပါအဝင်150ခန့်တေဆုံးခဲ့ပြီး200ခန့်တန်ရာရရှိကာ အတိနာနေတယ်လို့ပူပေါင်းစစ်စင်ရေးမှုဗိုလ်မှူးသူရဇောတာဘော့ကပြောပါတယ်။လေးကေကဒေတာတိုက်ပွဲတလတာအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့လေယူအလင်းဝင်လာပြီးမြေပြင်မှာတင်းဆဲရမိတာကလက်နက်၅လက်နဲ့စစ်သားတအုပ်ဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။စစ်တပ်ဟာလေးကေကဒေတာတိုက်ပွဲအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်လာတဲ့တပ်သားတွေကိုအများဆုံးအုံပြုထားတယ်လို့သူကဆိုထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုဆုံးတိနောက်ဆက်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။